အာဒါဂျန်နီအတန်ပိုင်းဆိုင်ရာတွေရောအများကြီးအများကြီးပြုပြင်ရမယ့်အချက်တွေရှိပါတယ်မျက်နှာတစ်ခုတည်းကြောင့်အာဂျန်နီဟိုဟာဖြစ်နေတယ်ဆိုတာမျိုးတော့နောက်ပိုင်းမှာလည်းနည်းနည်းလေးအဲ့အဲ့ဒီအာမိုင်းဆက်လေးနည်းနည်းပြောင်းလာပြီပေါ့နော်ပြင်ဖို့လည်းခဏခဏစဉ်းစားပါတယ်ဒါပေမဲ့အဲ့ပရိသတ်တွေကကိုယ့်ကိုလက်ခံထားတာချစ်ကြရလဲဒီရုပ်တိုင်းလေးပေါ့နော်အဲ့တော့ကိုပြင်လိုက်တဲ့အချိန်မှာရုပ်ပြောင်းသွားရင်အာမချစ်တော့မှအော်ဖုန်းကြီးကြောင့်ကြည်ရဘလို့ကြီးလည်းမသိဘူးဆိုပြီးဖြစ်မှလည်းကြောက်တယ်ပေါ့နော်ပြင်ပြီးရင်ပြန်ပြီးတော့ငကိုတိုင်းပြန်လုံးလို့ရလဲမရတော့အဲ့တော့အာတတ်နိုင်ဆုံးတော့ကိုဟာကို လက်ခံနိုင်အောင်ပဲစူးစမ်းပြီးနေထိုင်နေပါတယ် new project launch လုပ်တဲ့ပွဲလေးကိုဂျန်နီတက်ရောက်နေရဖြစ်ပါတယ်။အဲသူတို့က2019ခုနှစ်ကတည်ထောင်ထားတာဖြစ်မယ်။အခုကတော့တကယ် new tech team နဲ့ပြန်လာတာပေါ့နော်။အဲတော့ project လေးမိတ်ဆက်ပွဲကိုဂျန်နီဖိတ်ဖိတ်ကြားလို့တက်ရောက်ဖြစ်တာပါ။အဲဂျန်နီဒီ compact powder လေးကိုတုံးခိုင်းထားတယ်။ပပကြီးကြီးလေးပဲပေါ့နော်အခုလည်းဟုတ်။ခပါးလေခပါးကြီးလေး။ဟုတ်။အော်ပပပပနဲ့တကယ်ကို coverage ကောင်းတယ်လို့ကောင်း coverage လည်းကောင်းတယ်ဒါပေမဲ့ပပနဲ့ကြီးကြီးလေးဖြစ်နေရပေါ့နော်။အခုဂျန်နီမျက်နှာပဲကြည့်ပါလို့ဟုတ်။ဟာပါပ ပေါ့မိန်းကလေးဆိုတော့လာတာကတော့ကြိုက်တာပေါ့နော်အထူးသဖြင့်ကိုယ်တိုင်ကလည်းအခုတရုတ်ဆောင်လုပ်နေရဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းတော့လာပအောင်တော့နေရပေါ့နော်ဟုတ်အာဂျန်နီကဂျန်နီကိုယ်တိုင်ကလည်းပြောရရင်အနှာခေါင်းကအရင်ချွန်နေရမျိုးမဟုတ်တဲ့အတွက်ကြောင့်မိတ်ကပ်တွေပါလေဆိုကိုယ့်ရဲ့ natural look အတိုင်းပဲပပကြီးကြီးလေးတွားတာဂျန်နီရဲ့ features လေးမပြောက်ဖ ೇನೆ ဟိုဂျန်နီအရှိအရှိတိုင်းကိုပို့ပြီးတော့ကြွစေရပေါ့နော်အဲ့အတွက်ကြောင့် make up look တွေပါလေဆိုလည်းဂျန်နီ naturally ပဲကြိုက်ပါတယ်ဟုတ်ပြင်ဖို့လည်းခဏခဏစဉ်းစားပါတယ်ဒါပေမဲ့အဲ break တဲ့တွေကကို ို့လက်ခံထားတာချစ်ကြရလဲဒီရုပ်တိုင်းလေးပေါ့နော်အဲ့တော့ကိုပြင်လိုက်တဲ့အချိန်မှာရုပ်ပြောင်းသွားရင် အာမချစ်တော့မှဟောဖုန်းကြီးကြောကြည့်ရဘလို့ကြီးလည်းမသိဘူးဆိုပြီးဖြစ်မှလည်းကြောက်တယ်ပေါ့နော်ပြီးပြင်ပြီးရင်ပြန်ပြီးတော့ငကိုတိုင်းပြန်လုံးလို့ရလဲမရတော့အဲ့တော့အာတတ်နိုင်ဆုံးတော့ကိုဟာကိုလက်ခံနိုင်အောင်ပဲစူးစမ်းပြီးတော့နေထိုင်နေပါတယ် ဒါပေါ့အတက်အအတက်ရွယ်တစ်ခုရောက်လာရင်တော့ဂျင်းနီလည်း experience ရလာပြီးတော့တရုတ်ဆောင်ပိုင်းမှာလည်းအအပြောင်းလဲလုံလာနိုင်ရင်တော့သူ့ဟာသူတော့လက်ခံလာနိုင်ကြမယ်လို့တော့ဂျင်းနီကယုံကြည်ပါတယ်အာဒါဂျင်းနီအတန်ပိုင်းဆိုင်ရာတွေရောအများကြီးအများကြီးပြပြင်ရမယ့်အချက်တွေရှိပါတယ်မျက်နှာတစ်ခုတည်းကြောင့်အာဂျင်းနီဟိုဟာဖြစ်နေတယ်ဆိုတာမျိုးတော့နောက်ပိုင်းမှာလည်းနည်းနည်းလေးအဲ့ဒီအာ mindset လေးနည်းနည်းပြောင်းလာရပေါ့နော်ဂျင်းနီအနေနဲ့တရုတ်ဆောင်ပိုင်းအရာတွေရောအတန်ပိုင်းဆိုင်ရာတွေရောအများကြီးပြပြင်ပြောင်းလဲရင်တော့ဖြစ်လာနိုင်တယ်လို့ဂျင်းနီကတော့ထင်ပါတယ် အဲဒါကတော့မူသွင်းရကိုကတော့ကလေးမေလည်းမဟုတ်တော့မူသွင်းရကတော့ခက်တာပေါ့နော်ဒါပေမဲ့လည်းအဲဒါ main ကလေးတွေတိုင်းမှာမိခင်စိတ်ဆိုတာရှိတယ်ပေါ့နော်အဲပြီးတော့ကိုရိုင်းကလည်းအော်ဒီဝမ်ခွဲဒီမောင်လေးတွေညီမလေးတွေကိုထိန်းလာရဆိုတော့ကို့အနေနဲ့ကဒါကတော့အရင်အခက်ခဲမရှိပါဘူးပြီးတော့လည်းဇက်ကောင်ကိုဇလန်းကိုနားလဲနားလဲလို့ကျွန်တော်ကတော့ဇက်ကောင်ပုံဖော်နိုင်ပါတယ်ပေါ့နော် အာလင်မယားဒီလူမယားပေါင်းစည်းရဲ့အချိန်မှာပေါ့နော်အဲတောင်ကျောက်အာဂါတာရဲ့မာနာရဲ့မထားပဲနဲ့အဲပေါ့နော်ငါကတော့မင်းသမီးဖြစ်နေလို့ငါကတော့ကလေးမမွေးနိုင်ဘူးတော့ဒီလိုမျိုးမာနာရဲ့ထားနေရင်တော့ဟိုအိမ်ထောင်ကြီးမှာမဟုတ် relationship မှာလည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့အများတန်းအဲတန်တန်ဝင်ဝင်ညီညီနန်းနန်းနဲ့ပဲသွားဖို့တော့အဓိက message ပေးချင်တာပေါ့နော်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါဖြစ်တာပေါ့အာကိုကြီးချက်မှမမဟုတ်ဘူးမဆောင်ဝီမီရောအကုန်လုံးကဇနီးကိုအများကြီးပို့ပြီးတော့ပို့ပြီးတော့ကောင်းအောင်ပို့ပြီးတော့ဒီ ီလုံဆောင်ချက်တွေကိုပိုလုံနိုင်အောင်အများကြီးတွန်းပို့ပေးပါတယ်ကိုယ်တိုင်ကလည်းအငဲဆုံးဒီစီညာရဲ့ကြားထဲမှာအငဲဆုံးဖြစ်တဲ့အတွက်ကြောင့်ဂျန်နီကြောင့်စိတ်နှောင့်ယှက်ဖြစ်ကြမှာဂျန်နီဂျန်နီမပြီးပြင်ရာကြောင့်ဂျန်နီအရေးချင်းမပြည့်မီရာကြောင့်တို့ရဲ့အဲလုံဆောင်ချက်တွေညော့နေသွားမှာအရန်ကိုစိုးရင်ပူပန်ခဲ့ရတာပေါ့နော်အဲ့တော့ကြောင့်လည်းအများရန်တို့နဲ့ကြောက်ဆောင်ရဲ့အချိန်မှာပေါ့ပေါ့ပပစင်းလေးရာဆာအရန်ကိုအားထုတ်ပြီးတော့အာစူးစမ်းထားပါတယ်ပေါ့စူးစမ်းခဲ့ပါတယ်ပေါ့နော်စီညာနှစ်ယောက်လုံးပေါ့နော်ကိုကြီးဆက်မောင်မဆောင်ဝင်ရေမျိုးနှစ်ယောက်လုံးကိုဂျန်နီကတော့ဟိုဘယ်သူမှမဟုတ်ဘူးပေါ့နော်ကိုနဲ့တွဲတယောက်ဆောင်ရ လူတွေပေါ်မှာအားသာချက်အားနည်းချက်အမြဲတမ်းကြည့်ပြီးတော့ပဲသူတို့စီကလည်းအတူယူလေးလာရတယ်အာတချို့အချက်လေးသူတို့အစမပြေတဲ့အပိုင်းတွေရှင်တယ်ဟောငားကလေးကြရင်လည်းဒီလိုမျိုးဖြစ်အောင်လုပ်ရမယ်ဆိုပြီးတော့ပဲအမြဲတမ်းလေးနာကနေကြည့်ပြီးတော့ပဲနေပါရတာအကိုနဲ့တွဲတယုတ်ဆောင်ရတယုတ်ဆောင်တိုင်းပေါ့ပေါ့နော်ဟုတ်အကိုကတော့ဂျန်နီဇလန်ဒွေလေးတော့အဇတိုက်လေးထွက်နေပေါ့နော်မနေ့ကပဲဂျန်နီရဲ့ဝင်းမုံဇက်ရဲ့ထုတ်ပတိလေး Fortune TV မှာစပြပါတယ်အဲပြီးတော့ဒီနှစ်ပိုင်းနှစ်ကုန်ထဲမှာဂျန်နီအာလိပ်ပြခွဲခြင်းရုပ်ရှင်ကားကြီးလေးရုံတင်ဖို့ရှိတယ်အဲပြီးတော့အခုဂျန်နီအရ ရိပ်ဖြူစေရုပ်ရှင်ကားကြီးလည်းရိုက်ထားတော့နောက်နှစ်ထဲမှာရုံတင်ဖို့လေဇနီမျောလင်းနေရပေါ့နော်အဲနောက်ထပ်လေဇနီဇလန်းတွက်နဲ့ရုပ်ရှင်ကားကြီးလေးရိုက်ရိုက်နေပါပဲပေါ့နော်ဟုတ်ကဲ့လေးပြခွဲချင်တော့ drama နဲ့ horror လေးနဲ့ပေါ့ပေါင်းထားပါပေါ့နော်အဲဟုတ်တယ်နောက်ထပ်ဖို့ကတော့ဇနီ drama လေးပုံများပါတယ် အရင်ဂျန်နီကိုလွန်ခဲ့တဲ့နှစ်လလောက်စီကအကုန်လုံးမြင်လိုက်ချို့ပေါ့အခုကတော့ဂျန်နီ MRT ဖုန်းမှာဘလာစာအုပ်ကားလေးပြရောဂျန်နီကိုအခုနှင်းဆက်ဆိုပြီးတော့နှုတ်ဆက်ကြတယ်ပြီးတော့အခုဒီဘလာစာအုပ်ပြပြီးတော့ခလေးပြိတက်လေးတော်တော်ရလာပေါ့နော်ဖျားသွားရင်ပဲဖြစ်ဖြစ်အပြင်းသွားရင်ပဲဖြစ်ဖြစ်မမနှင်းဆက်ဆိုပြီးတော့နှုတ်ဆက်ကြရလေးလည်းအဲအရန်ဝမ်းတာမိပါတယ်ပေါ့နော်အာဒီခလေးတွေချစ်ဖို့ကြိုက်ဖို့ဆိုတာခက်ခဲပါတယ်ခလေးတွေမှာကသူတို့ဖြူစင်တဲ့စိတ်သူတို့ရိုးသားတယ်အဲသူတို့ကြိုက်တဲ့ဟာတွေပေါ်မှာအယောင်မပါဘူးတကယ်ကိုသူတို့ ော်ဒီဒီလူကိုချစ်လို့ကိုချစ်တာပေါ့နော်အဲ့အတွက်ကြောင့်ကလေးပြိတက်ရတာရှင်ဒီအရန်ပြောရယ်ကိုရိုင်းကလည်းကလေးကနေပဲကြီးလာဆိုတော့လူတယောက်ကိုကြိုက်တာဘာကြောင့်ကြိုက်လဲဆိုတော့နာတိတယ်ပေါ့နော်အဲ့တော့ကလေးပြိတက်လေးရာရှင်ဒီကတော့ဂုံယူပါတယ်ဟုတ်ဟုတ်ကဲ့ပါအခု Coolers Beauty and Wellness ဒါဒီ launch event လေးပေါ့နော်အဲဒီနေ့ပွဲလေးကနေစပြီးတော့အခုဆိုရင်တော့6နှစ်ရှိပြီအဲနောက်နှစ်60နှစ်600 2600အဲလုံးဝကဘာတီတွေအောင်မြင်တည်တတ်ပါစေလို့ပဲဆုတောင်းပေးပါရရှင်